ဘန်ကာတွေဘလောက်ပဲယူတာယူတာပေါ့နော်သူတို့ကဒီအလုံးလေးမိင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်ပဒန်းသူပဒန်းမြန်တွေကိုစာပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်ကပေးဖို့တောင်းဆိုချင်ပါတယ်အသက်ပြီးပြီးတော့တိုက်ချင်တဲ့စိတ်မရှိဘူးပေါ့နော်ဟိုအနိုင်ကျင့်လို့ရတဲ့အချိန်ပဲတကယ်တမ်းသူတို့အသက်တွေပေးရမယ်ဆိုရင်နောက်ဆုံးစကမ်းကိုထားပြီးဖွက်ပြေးကြရဲဆိုတဲ့အနေထားဒီ ဘောတောင်တိုက်ပွဲမှာလေဒီကိုဘက်ကဒီနေဆက်စခန်းကုန်းကြီးကတူတိုင်ရင်မှုပေါ့နော်သူပြောသလိုဆိုရင်တော်လာမလို့ပေါ့ဖပြေးသွားတယ်ဆိုတဲ့အကြောင်းသူတင်ပြထားတာတွေ့ရတာပေါ့နော်အဲ့တော့သူတို့ဒီကတော့လူရင်အားတွေပေါ့ဥစ္စာပတ်စစ်စနစ်ကပေါ့နော်လူရင်အားတွေ နဲ့လာလေအခြေခံတကယ်ဖြစ်တဲ့ခါကြရင်အရေးကြီးတာကသူတို့ရဲ့ဒီအသေးခံအမာစခန်းပေါ့နော်ဖပြေလို့မဲ့သူကစခန်းကြတာနဲ့ကြတာလीတော့သူတို့စခန်းကအသေးကြီးဖြစ်နေတယ်ဒီစခန်းကကဝိုင်းဝန်းပိတ်ဆို့ထားတယ်ပြီးတော့ဖြတ်ထားတယ်ပြီးတော့အပေါ်ကနေပြီးတော့ဒီ drone နေနဲ့သွားပြီးတော့အသာကျဲနိုင်တယ်ဆိုရင်ပြင်နိုင်တာပါပဲ ဲ့တော့သူတို့ကဒီစကန်ဂုံးပေါ်မှာကို120ပမာကြီးတွေဆင်ထားပြီးတော့အဲ့ဒီကနေပြီးတော့အဲ့ဒီဂုံးပေါ်ကနေပြီးတော့ရှောက်ပြစ်နေတာကိုလည်းသူဒီအဲ့ဒီဆင်ထားတဲ့နေရာတွေကိုလည်းပြတာပေါ့အဲ့တော့အဓိကဒီမှာတွေ့ရတာကဒေသခံပြည်သူနဲ့ဒီစကမရဲ့တက်တည်နေကဟိုပတ်သက်မှုမရှိတော့ နော်စကားမရဲ့တက်တီကဒီတနက်အာကူနေတာသူကအနိုင်ကျင့်နေတာဒေသခံပြည်သူတွေရဲ့ဒီဒီနေ့ဟိုထောက်ခံမှုမရတဲ့အခါမှာသူတို့ကအထီးကျန်နေပြီးသားပဲနော်အဲ့တော့သူတို့ရိတ်ခါတွေကစလီလေးဘဝလာချပြရတယ်သူတို့ဟိုအနိုင်ကျင့်လို့ရတာပဲအဲ့တော့သူတို့ဖွင့်လာတဲ့ကိစ္စကံတွေအားလုံးကလည်းဒီတက်တီရှိနေလို့ပဲတက်မရှိရင်အကုန်လုံးပြေးတာပဲ ပြောချင်တာကဒီစကမာတို့ကစနစ်ပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးတနက်ပေါ်မှာတိုက်ပြီးကိုတိဆောက်ထားတာပေါ့အဲ့တော့ဒီစစ်ကောင်စီရဲ့တက်ရင်းနေမရှိတာလေအဲ့ဒီမျိုးကြတာပဲအဲ့ဒီစခန်းကြတာပဲအဲ့ဒီနေဆက်တွေရတာပဲအဲ့တော့သူတို့ပြောနေတဲ့ရေကောက်ပွဲတွေသူတို့ပြောနေတဲ့ဒီအုတ်ချုပ်ရေးတွေအားလုံးကစစ်တပ်ကိုပဲအခြေခံထားတာ နောက်အိမ်မှာအသက်ရှင်စနစ်ကဒီပါစာတွေပေါ့နော်အထူးသဖြင့်ရန်ကုန်ကအုပ်စုတွေပေါ့ကလေးတွေပေါ့နော်တောင်တကုန်းကပါတယ်လေကူးကပါတယ်မော်ပြီးကပါတယ်တို့ကအရင်ဆုံးဘီးရင်တော်ကိုရင်ဖမ်းသွားတယ်နောက်မလဲအုပ်ကြီးတွေကပို့လိုက်တယ်အေးဘီးရင်တော်ကမှတစင်ဂျိုးဖြူမှာစစ်တရန်ဆင်းနဲ့သုံးလဆင်းနဲ့ပြီးတော့ရှေ့တန်းတပ်ပို့ချလိုက်တာပေါ့ပြီးတော့အခုဒီဘက်မှာတို့ ီအလင်းဝင်ပြီးတော့ဒေါ်လာကြီးပက်ကနေဝင်ပါနေကြတာပေါ့အဲ့တော့သူကစစ်တဲမဝင်မချင်းဝင်မယ်လို့မပြောမချင်းရိုက်တယ်လို့ပြောတယ်အဲ့တော့ဒါတွေကအတင်းအကျပ်စစ်တဲဝင်ခိုင်းနေတယ်ဆိုတော့ဒီကောင်းမွန်တဲ့သတ္တိလက္ခဏာတွေပဲနော်အဲ့တော့ တကယ်စဉ်းစားကြည့်လိုက်ရရင်ဒါတသိလက္ခဏာတွေကပူပူပြီးတော့ထွက်လာတော့ပေါ့စီနော်တော့နောက်နှစ်ဆက်နှစ်အနေထားကိုသွားပြန်ပြီးသတိရတယ်။နောက်နှစ်ဆက်နှစ်တုန်းကလည်းကျွန်တော်တို့ကဒီဒီ ဲလိုပဲစန်းတော်ဝါနဲ့စပြီးတော့ကိုတိုက်တီတိုက်တီတိုက်ပြီးတော့ဒီစကိုင်းမှာစပြီးတိုက်ထုတ်လိုက်နိုင်တယ်ပြီးတော့ကင်းရင်ဒီမှာတိုက်ထုတ်လိုက်နိုင်တယ်မကွေးတွေမှာတိုက်တယ်တနင်္ဂနွေလုံးမှာစတိုက်တယ်ပေါ့နော်အခုလည်းအဲ့ဒီအနေထားကိုပြပြပြဒီမော်တော်လိုအောင်ပွဲမျိုးပေါ့နော်ကမ်ဘလူလိုအောင်ပွဲမျိုးဟာကျွန်တော်တို့တကယ်လို့ရင်ကျွန်တော်တို့ကလည်း view ဟာကောင်းနေဆိုရင် တကယ်ရပါပဲအခုမောတောင်ဆိုရင်တို့120မမနှစ်လက်ရတယ်ပြောတယ် point five ကနှစ်လက်ပေါ့တစ်လက်ရတာပြီးတစ်လက်ကရှားရမယ်လို့ပြောတယ်နောက်တော့ချားဘုံကြီးအမြတ်အများရတာညအဲ့ဒါကိုကျွန်တော်တို့ campaign လုပ်ပြီးဝယ်မယ်ဆိုရင်ဒါ campaign တစ်နှစ်လောက်လုပ်ယူပါမယ်ပြောချင်တာက3000 project 3000 project လောက်တော့လောက်ပါမလားမပြောတော့အဲ့တော့ရန်သူလက်နဲ့ကိုလက်နဲ့ဆိုတာတကယ်အရှိတရားပါ ဲ့အဲ့ဒီသိမ့်မိတဲ့လက်နက်တွေကိုဗျာဒီပယ်ထုတ်ဖို့တော့တော်တော်သေးယူရမှာသူတို့လည်းအိမ်နေရာကိုဘယ်လိုပုံစံနဲ့ပို့ထားလဲသူတို့အဲ့တော့ပြောချင်တာကလက်နက်ကြီးတွေကြီးစံကြီးတွေဘုံသီးကြီးတွေအဲ့တော့အဲ့ဒီရဲ့ငွေတန်ဖိုးတွေတနိုင်ငံလုံးမှာရှိတဲ့တက်စခံပေါင်းပေါ့အဲ့တော့ကြည့်လိုက်ဘယ်လောက်တောင်များလဲမသိဘူးဒီအေဂျင်စီရဲ့ထုတ်လင်းမှုအရာပေါ့ အေဂျစီရရဲ့ပြောရမြန်မာတနင်္ဂနွေလုံးကဒီလက်နက်ကင်နေကြတဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်ပေါင်းအဖွဲ့တွေပေါင်းပေါ့2600လောက်ရှိတယ်လို့ပြောတယ်2600နော်ကျွန်တော်တို့တော်လိုင်းရေးအဖွဲ့တွေပေါင်းအဖွဲ့ပေါင်း2600တပ်ဖွဲ့မှာ10ယောက်ဆိုရင်2600တပ်ဖွဲ့မှာအယောက်100ရှိရင်2600ရှိတယ် ဒါဒီရဲ့ပိုင်းမှာနာမည်ကြီးနေတဲ့ El Jazi ရဲ့ရာရဲ့ဒီဒီ documentary series ပေါ့နော်အိမ်မှာပြောသွားတာပေါ့မြန်မာနိုင်ငံတနိုင်ငံလုံးမှာဒီလက်နဲ့ကင်ထားတယ်ကျွန်တော်တို့ဒေါ်လာကြီးပေါ့ဒီစစ်အာဏာရှင်ကိုပြန်တိုက်နေတဲ့အဖွဲ့ပေါင်းက2600လောက်ရှိတယ်ဖြတ်ကြည့်ဘယ်လောက်ထိများလဲဆိုတော့ ရှင်းရှင်းပြောရရင်ဒီမောတောင်ဖြစ်စဉ်ပေါ့နော်မောတောင်ဖြစ်စဉ်ကိုဒါဘုံမှုတင်လဲအောင်လို့ကိုယ်တိုင်ရောက်နေပြီးတော့အစအဆုံးပါခဲ့တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမလိုလားအပ်တဲ့ဟာတွေမရေးပါနဲ့နော်ဒါအားလုံးသိပြီးသားကိစ္စတွေပါဒါတွေက comment တွေမှာဝင်ရေးစရာအကြောင်းမရှိပါဘူးနော် comment တွေမှာရိုင်းရိုင်းဆိုင်ဆိုင်နဲ့တို့ ကျန်တဲ့လည်းစကလုံးလေးမရေးပါနဲ့เนาะကျွန်တော်ပြောသလိုဒါရီရမလို့အပ်ပါဘူးအဲ့တော့သိစားစဉ်းစားကြည့်လိုက်ရရင်တော့ဆက်နှစ်ပုံစံကိုကျွန်တော်တို့ပြန်ခန်းစားတယ်အဲ့တော့ BBLE လည်းပါတယ် ။နောက်ဘူဘူးတင်လိုက်အောင်ပြောတဲ့ပုံစံဒါသူရဲ့မိခင်တက်ရင်ဘုတ်ကင်းရဲ့မိခင်တက်ရင်နေရာလည်းဖြစ်တယ်ပေါ့နော်။အဲကြောင့်သူဒီနေရာကိုရောက်လာတာပေါ့နော်။မောတောင်ဆိုတဲ့နေရာ။အဲ့ဒါကလည်းနေဆက်ကိတ်လည်းဖြစ်တယ်။နေဆက်ကုတ်ွယ်ကြီးကိတ်လည်းဖြစ်တယ်။အဲ့တော့စကမဘက်ကတော့ဒါ white way တွေ white 80တွေနဲ့တော့ပုံကျဲနေစေပေါ့ဗျာနော်။ ဒါပေမဲ့တကယ်လို့ယင်အဲ့တော့တကယ်လို့ယင်တကယ်ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ဒီကသုံးစံအတိုင်းပဲထိုင်းနိုင်ငံကိုထွက်ပြေးကြတာအယောက်40ကျော် အယောက်40ကျော်စစ်တုပ်ပန်းပြရတယ်လက်နက်တွေအခဲရံတွေအမြောက်အများရတယ်ပြီးတော့ကျွန်တော်တို့ဘက်ကဒရုန်းတပ်ဖွဲ့ရဲ့အစွမ်းကိုလည်းပြလိုက်နိုင်တယ်သူတို့ရဲ့ဒရုန်းဂျမ်ဘာကိုလည်းဖျက်ဆီးလိုက်နိုင်တယ်အဲရနေဒရုန်းရင်အားသာနဲ့ဘုံဘူးဘုံမှုရွာတာပေါ့ဗျာအဲရနေဟိုကမကန်နိုင်လို့ထွက်ပြေးကြတာပေါ့အဲ့တော့လည်းဆိုတော့သူတို့ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးပါ အပေါ်ကနေဒုံမူကျဲတော့သူတို့ဒီလည်းနဲ့ခြားခြားမခြားရင်သူတို့မှာလမ်းမရှိဘူးလေနော်အဲ့တော့ဒါတွေအလုံးကိုဒီချစဉ်းစားကြည့်လိုက်ရရင်ဒီပါစတွေခေါ်လိုက်ုံနဲ့သူတို့ရဲ့စင်ရတိုးတက်လာစရာဘာမှအကြောင်းမရှိဘူး သူတို့ရဲ့ဒုတိုင်ရင်မှုဖြစ်တဲ့လူတွေတက်ခွဲမှုဖြစ်တဲ့လူပေါ့သူပြောသလိုအပတ်စဉ်49ကပူကြီးဘသူပူဘသူပေါ့ဗျာနော်နောက်ဆုံးထွက်ပြေးတာပဲနောက်ဆုံးထွက်ပြေးတာပဲအချောလဲဆိုတော့သူတို့ viewer လဲလုပ်လို့မရဘူးနော်သူတို့ကပြည်သူနဲ့ဆက်သွယ်မရှိဘူးလေပြည်သူကသူတို့ တို့ကထိကြံနေတယ်ဗျာတို့တို့ရှိတဲ့ဒီစကန်းဒီစကန်းကုန်းတွေမှာပဲပြိမိနေပြီဗျာဒီဘက်ကလည်းဝိုင်းဝန်းပိတ်ဆို့ထားပြီဗျာအဲ့တော့တို့ဘာပြူပါလိတို့ကိုလုတ်ပြီးနိုင်တာကနောက်ထပ်စစ်ကြောင်းကြီးတွေပေါ့နော်တို့ဘက်ကစကားမှလည်းလာပြီးတော့တို့ကိုလာပြီးတော့ဝိုင်းရံပေးတာတို့ဒီမဟုတ်ရင်လေချောင်းပစ်ကူပေးတာကလွယ်ဘာမှမလုပ်နိုင်ဒီဘက်ကဒေါ်လာကြီးတစ်ဖွဲ့တွေကရွေးလျားစစ်ကြောင်းတွေ ုံမှန်သွားပြီးတော့ပိတ်ဆိုလိုက်မနေ့ပြန်ပြန်ပြီး AC AB ဒူးနှက်နေလိုက်ပြောချင်တာကဗျာသူတို့ကိုသပိတ်ဆိုလိုက်နှစ်ရက်သုံးရက်လောက်ထိုင်းမှာသွားပြီးကဲလိုက်ဥပမာပြောချင်တာထိုင်းမှာသွားပြီးအပန်းဖြေလိုက်နိုင်ကလပ်သွားတက်လိုက်ပြီးပြန်လာရင်မပြန်လာပိတ်ဆိုလိုက်စိတ်လို့ကိုလို့ဒါဥပမာပြောတာပါအဲ့လိုသွားတာလို့မဟုတ်ပါဘူးစိတ်လို့ကိုလို့လုပ်လို့ရတယ်ပြည်သူဈာထဲမှာလည်းဝင်နေလို့ရတယ်သူတို့ကကြတော့ဒီရှေ့တန်းဆိုတဲ့ဒီ တခန်းကုန်းကြီးပေါ်မှာပဲဘယ်သူမှမကြည့်ဖြူပဲနဲ့ပိတ်မိနေကြပြီအဲ့တော့နေရာတိုင်းမှာလက်နက်ကင်တပ်ဖွဲ့တွေမှိုလို့ပေါက်နေရင်အဲ့ဒါကိုဒီဆေအာနာရှင်တွေဘလို့ဖြေရှင်းမလဲပြောချင်တာက သူတို့လည်းတနက်နဲ့အုပ်ချုပ်တာအခုသူတို့တနက်တဲ့လူတွေမရှိရင်သူတို့ထွက်ပြေးတာပဲမျိုးအုပ်ချုပ်ရေးတွေရက်ွက်အုပ်ချုပ်ရေးတွေမရှိတော့ဘူးအရေးကြီးဆုံးကနယ်စပ်ကိတ်ပြန်နော်ကုန်သွယ်ကိတ်သူတို့ရရတဲ့အခွန်အခတွေရတယ်မှာထိုင်းနိုင်ငံနဲ့ကုန်သွယ်ရေးဖြတ်နေတဲ့ကိတ်ကြီးပြန်သူတို့တနက်မရှိတော့တာနဲ့ဒီကိတ်လည်းကြားတာအဲ့တော့ မျိုးပေါ်မှာလည်းသူတို့တနက်နဲ့ပဲအိမ်ဒီမှာလာဖမ်းနေတာပဲတနက်နဲ့ပဲလူငယ်တွေကိုပေါ်တာဆွဲနေတာပဲတနက်ပြပြီးတော့ပဲရွေးကောက်ပွဲတွေလုပ်နေတာပဲတနက်ပြပြီးတော့ပဲလူရှင်မင်းသားမင်းသမီးတွေကိုဝါဒဖြန့်ကားတွေရိုက်ခိုင်းနေတာပဲတနက်ပြထောင်ချပြီးတော့အဲ့တော့လူတိုင်းတနက်ပြခိုင်းပြီးဆိုရင်သူတို့ဘယ်လိုလုပ်ကြလဲ